အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ဂုဏ်နာရေးစီစဉ် channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ပရလောကဇလံလေးကတော့တုတ်တန်မထလာသူအပောင်ဝင် ဖြစ်ရမယ့်ပရလောကဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလံလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုအသစ်တွေတိုင်းသိရအောင်လည်းဘေးနားနိုတီဘဲလေးကိုနှိပ်ထားပေးကြပါရှင်။ကဲဒါဆိုရင်တော့စလိုက်ကြရအောင်ပါ။1980ခုနှစ် လှပင်မြင့်သောအဖွဲသည်လဲလံကြောင့်အတိုင်းတရွေ့ရွေ့မောင်းနေလာကြ၏။ကုံပုတ်ပြန်လာကြသဖြင့်ပေါင်းလဲများကခါလီဖြစ်နေပြီးလဲတုံးစီရှေ့စေနောက်စေတန်းစီကပြန်လာကြခြင်းဖြစ်တယ်။လှပင်မြင့်ကသူ့အဖွဲရဲ့ကောင်းဆောင်သူ့တွင်နောက်လိုက်တပည့်၅ယောက်ရှိရဲ။တန်ချောင်းတောက်တုံမောင်းလင်းတင်အောင်နဲ့လှကျော်တို့မှလှပင်မြင့်ရဲ့တပည့်များဖြစ်ကြ၏။၎င်းတို့ဟာရွာမှထွက်လာသည့်ထွက်ကော်အဆူဆူကိုအခြားမျိုးတို့ပို့ဆောင်ကြသူများဖြစ်တယ်။ ကုန်ပစ္စည်းပို့သူများတစားခပြီးကပို့ဆောင်ကြရတယ်။ကုန်ပစ္စည်းအလေးချိန်နဲ့တန်ဖိုးကိုကြည့်ကတစားခအနေအများကောက်ယူလေရဲ့။တန်တန်မမယောက်ျားသားများလည်းဖြစ်ကြသဖြင့်တကူဓမြအနေမှာစိတ်ချကကုန်အပ်နံသူများပြလှိုင်းကုန်တကာပို့လင်းလှေသုံးစီးအပြည့်ပို့ရိုင်းတကာပို့လင်းလန်ခီ၌ငါးရက်တစ်ပတ်ခန့်ကြာတတ်တယ်။လောက်ပင်မြင်ကလဲထက်တိုးကျင်တော်လဲစိတ်ချရရဲ့တပည့်တပန်ရှာမရသည်တဖြစ်ငြိမ့်နေရည် သူသာနောက်ထပ်လက်နစီထပ်ပြေလေးတစားကပိုရပေးမိတပည့်မွေးရသည်မှလည်းမစားတာချေအခကြီးငွေပေးရသည့်အပြင်ကျွေးရမွေးရသည်ရဲ့ဒါပြင်ပြည်တနာတစုံတရာဖြစ်ရင်တော့ပေမည်ကောင်းပေါ်တာကြိုင်မိမိတပည့်တွေအတွက်တာဝန်ယူဖြည့်ရှင်းပေးရသည်မည်တမီကြီးစာပြည်တနာငွေရေးချေးရေးပြည်တနာလူမှုရေးပြည်တနာပေါင်းစုံတခုခုဖြစ်ရင်တပည့်များကလှဖေးမြင့်ထန်တာရှောင်းလာတတဲ့ဒါကြောင့်လဲ တပည့်တပန်အသိလိုချင်တော်ညာအတော်စဉ်းစားယူနေရသည့်အဖြစ်တို့ရောက်နေရင်အခုလဲကုန်းချောင်းတိုက်လာသည့်လဲသုံးစီးမှာတပတ်သူကုန်းချခဲ့ပြီးခါလီပြန်လာရမှာတပည့်နှစ်ယောက်မှာအငင်းပွားလာကြတယ်။တန်ချောင်းကစိတ်ဆက်တယ်မဟုတ်မခံလူစားတင်ယောင်ကကိစ္စတကုဆိုရင်မပြီးနိုင်မစီနိုင်ရှစ်တက်တယ်။၎င်းတို့နှစ်ယောက်မှာမကြခဏဆွတ်တလို့အငင်းပွားတတ်ကြသည့်နှစ်ယောက်ပြီ။ကြံတပည့်များတန်ချောင်းကိုထိန်လိုက်တီအောင်နားချလိုက်နဲ့ အမြဲကြောင်းဝင်ဖြည့်ရှင်ပြီးနေရတယ်။သို့တော့၎င်းတို့နှစ်ယောက်ရဲ့အချင်းကမပြင်းတကြက်ကြက်ဖြစ်မြင်ကုံချသည့်အချင်းကကုံပြစ်ကြီးထုတ်ပိုးထားတဲ့ဂုံဒီအိတ်ကြီးပေါက်ပြဲကြကုန်သောကြောင့်ကုံအနေငယ်ဆုံးရှုံးသွားရတယ်။ဤသည်မှာစိတ်ဆက်သောတန်ချောင်းကပစ္စည်းအိတ်အားအလင်းစလုံးအောက်ပြစ်ချသောကြောင့်ဟူ၍တင်အောင်ကပြောဆိုလျက်တန်ချောင်းမှာခီးကလည်းပန်းကုံပစ္စည်းကလည်းလေးလံသဖြင့်နေပူပူမှာရွှေတရွှဲရွှဲမောဟိုင်နေရမှာ တင်အောင်ရဲ့တပြေးတောက်စကားကိုမခံစားနိုင်တော့ပေ။ဒါကြောင့်ဒေါသထွက်ထွက်နဲ့တင်အောင်ကိုလက်သေးဖြင့်တစ်ချက်ထိုးပြလိုက်မိရင်လှဖီမြင်ဝင်ထိမှရံပွဲရက်သွားရည်။သို့တော်လည်းနှစ်ယောက်လုံးကမကြည်နဲ့ကြရှိ။စိတ်ထဲတနှုံနှုံဖြင့်တလန်းလုံးမကြည်ပဲဖြစ်နေကြ යි ။မကြမီလမ်းတစ်ကွက်မှာညနေနေဝင်တရောအချိန်ဖြစ်လင်ကစားမိုးရိမ်မဲကြီးရဲ့အရေးအယံမြင်လိုက်သဖြင့်လှဖီမြင်ကခီးတစ်ထောင်နားရန်ပြင်ဆင်ခိုင်းလိုက်လေ။ဆရာကြီး ဒီမိုးဒီလီကအခြေအနေမကောင်းဘူးဗျကျုပ်တို့နေရာကောင်းကောင်းမှာခိုးမဖြစ်မယ်ပြုငါလဲတွေ့နေရဒီနေရာနားမှာတော့နားဖို့မရှိဘူးရှေ့နားမှာဈေးရက်တစ်ခုရှိရမလားအဲ့နေရာရောက်အမြန်သွားမယ်တော်တော်လိုသေးရဲ့ဆရာကြီးမုံမီပါမလားနည်းနည်းပါပါတော့ဘဲလို့မလဲခက်မြင်မြန်သွားကြလဲသုံးစီးမှာမြန်နိုင်သမျှမြန်အောင်မောင်းနေရင်ဈေးရက်စီတို့ဥတီလာကြလေရောကောင်းကင်ရဲ့တစ်ခုလုံးတိန်လိမ့်မဲကြီးများကချက်ချင်းဆိုသလိုမဲနဲ့လာချေပြီ ၊လျက်စီးလက်တန်၊မိုးကြိုးပြစ်တံတို့ဟာတလောကလုံးဟိထနေသလိုဖြစ်နေ။မိုးတဖြောင်းဖြောင်းစတင်ကြလာသဖြင့်နွားမြောင်ရိုင်းနှက်ပြီးအမြန်ရုံးနေရတယ်။လင်းနဲ့မိုးကအစိုးမရသလိုတဝဝရွာလာ။နားခုပေါ်စရက်တို့မရောက်နိုင်သေးချေ။ဒုက္ခပါပဲကွာ။ခတ်တတလောက်ကြရဲ့။လာဖေမင်းကစိုးရင်တကြီးအော်ဟစ်ပြောလိုက်တယ်။လေးရအတော်ပင်ကြမ်းနေရဲ့။နားခုစရာမရှိရင်ပေါင်လေကြီးများတော့ရစ်ပါသွားနိုင်ပြီ။စိတ်ကရောက်ချင်စောကြီးမှ ခရီးမတွင်သလိုခံစားနေကြရတယ်။မကြခင်မှာပင်လျှက်စည်းလက်လိုက်တဲ့အလင်းရောင်ကြောင့်ဇရဲမဲမဲကြီးအားဖြတ်ကနေတွေးလိုက်ကြရတဲ့အခါဝမ်းသာသွားကြလျော်တယ်။ရောက်တော့မေဟိမင်းမြလောက်ကြ။အပြေးနေလာသောလှဲတုံးစီမှာဇရဲရှိအယောက်နွားမြကအတင်းရှုံးလာကြရတယ်။ဟာဖေးသားချော်ရဘလို့ဖြစ်ကြတာရောနွားမြအတင်းချော်မော်ပြီးလဲမာဖြုတ်ကဇရဲအောက်တိုင်းသို့ဆွဲခေါ်ချီလိုက်ကြ။နွားမြနေခြင်းပုံမရချင်းကြောက်လန့်ပြီးရုန်းကန်နေကြတယ် ခက်ခဲခက်ခဲရှိခဲ့ရတယ်။လဲမြောက်လဲတပင်ကြီးများမှာကျိုးနဲ့ရစ်ပတ်ထားရတယ်။လေးတိုင်တော့ကအတော်ပင်ကျန်းသဖြင့်လဲပေါမျိုးစိုးရင်ကြတော့ကြပြီ။အာလုံးပြီးရဲ့အခါလောက်ဖင်မြင့်တို့အကုံမိုးရေရွှဲရွှဲစုံနေခဲ့ကြလိမ့်ပြီ။လဲပေါ်နိုင်ပါလာရဲ့ချက်ပြုတ်စားတော့ဆရာများနဲ့အဝိအထည်အပေါ်များအိဆက်ရန်ဆောင်များယူကဇရဲ့ပေါ်သို့ပြေးတက်ကြလေ။ဇရဲ့တစ်ခုလုံးကပေါင်မင်းနေရဲ့အပြင်လေးဘက်လေးတန်းဟောင်းလောင်းကြောင့်မိုးရေများကျန်းပေါ်အိုက်ထုံးနေရဲ့ တောက်တော်ဟာရေနံစီမီအိမ်လေးအားထွန်းကနေရာရှာကြည့်နေရင်ဒီတနေရာရရပြို့ဒီတကွက်လေးပဲမိုးရင်မစိုးရယ်တောက်တော်စကားကြောင့်ဝမ်းတာအားရပြေးသွားကြတယ်။ဖြာကြီးတစ်ချက်စာမိုးရင်လွတ်နေရင်ဆရက်ထောင်လေးမှာဖြာအပေါ်အားအရင်ခင်းလိုက်ကြတယ်။ပြီးနောက်မိုးရင်ဆိုနေရဲ့အဝေများလဲလဲဝစ်စင်သူကဝှက်တယ်။မီးပေါ်လေးဖြင့်မီးမွေးသူကမွေးတယ်။ဗိုက်လည်းအတော်စာနေပြီဖြစ်တဲ့ဖြစ်ခက်မြန်မြန်ပြင်ဆင်နေကြတယ်။ထမင်းချက်တောင်းဝင်ကြရဲ့မောင်ရင်ကစံထည့်ရင် ရေမရှိသေးဘူးတရိယာသွားရင်ထမျိုးတယ်ဘုံရေလိုတယ်သွားယူပြောဟာကွာမိခင်ရရင်လို့တောက်တော်အဝေးမလဲရသေးဘူးသွားယူလိုက်အေးအေးငါယူပေးမယ်တောက်တော်ကပျော့ပျော့ဆူဆူစရဲအောက်တော့ပြေးစေးသွားလေလဲပေါ်မှာကြိုးရှိထားတဲ့ရေအိုအားကြိုးဖြီလိုက်စင်မိုးဝါပုံမိုးသဲထန်လာလေရော်တယ်ရေအိုးကိုအမြန်ကောက်ယူမှကလှဲ့အထွက်လဲပြီးမှလူတစ်ယောက်ရက်နေသေးကိုတွေ့လိုက်ရော်တယ်ရုပ်ရည်မြင်လိုက်ရတဲ့ဖြစ်အလွန်ထိတ်လန့်သွားမိတော့လဲ ။ဇရက်ပေါ်မှာမိမိလူများကိုလမ်းမြင်နေရတဲ့ဖြစ်ကြောက်စိတ်ကတရင်ကအတွင်ပြောက်ွယ်သွားလျက်။ဟေ့လူခမောက်ပဲရလေ။ထိုလူရဲ့ရုပ်ကိုတိချမမြင်ရသေးပေ။သို့တော့ကြောချမ်းမိတယ်လို့လို့ဖြစ်နေမိရဲ့။မိုးရိပ်လေးကြောင့်ချမ်းတီလား။ထိုလူကြောင့်ချမ်းတီလားမတဲခွဲနေပေ။မိနေရလေဗျာခမောက်ပဲရလေ။ကျုံလမ်းပြောင်နေလို့ကျုံလမ်းပြောင်နေလို့ထိုသူရဲ့အတံမှာတကယ်တော်တော်လေးသာ သို့တော့အပေကြောင့်၆ကက်ကက်အတံ ကြော်ယူတဲ့စိတ်စိတ်လာရသည်ဆိုသည့်အာတောက်တော်နားမလဲချေကဲလာလာကျုံနဲ့အပေါ်လိုက်ခဲ့တောက်တော်ကအရှိမခက်တသက်သွားကဇရက်ပေါ်ခေါ်တက်လာခဲ့တောက်တော်နဲ့ပါလာသူကိုလှပေမြင်တို့တန့်အတော်ကြည့်လိုက်မိကြ යි ထိုသူရဲ့ပုံစံအယံမနိုင်မမြင့်မျက်နှာလေးတောင်ဆက်ဆက်ဖြစ်တယ်ထူခြားချက်ကသူ့ရဲ့ခြေထောက်နှစ်ဖက်လုံးရွှွန်များဖြင့်ပိတ်ကျနေခြင်းပင်ဖြစ်တယ်တကူလုံးနဲ့ရေးမုံများပိနေရဲ့သို့တော်ယခုကဲ့သို့ လေကြီးမိုးကြီးရွာနေသည့်ကာလမှာတောက်တုံလောက်တောင်ရေမစိုးရွှဲနေပြီ။တာမန်မိုးလင်ပြီးတဲ့လောက်သာဖြစ်နေသည်ကိုလှကြွာတိကျတွေးနေ။ခမရအဖေကလည်းခမရကြည့်ရတာမိုးလေတိတ်မစိုးပါလား။ကျုပ်လမ်းပြောင်နေလို့ဇရက်အောက်မှာမိုးခုန်နေရ။ဩဒါကြောင့်ဟိုခုနဇရက်အောက်မှာ ခမရမမြင်ပါလား။ကျုပ်ကခမရတို့မြင်နေတောက်မှာအိမ်နေလှမ်းကြည့်နေရ။မောင်လဲမောင်နေရောမတိလိုက်တာနေမှာပေါ့လှကြွာရ။တေအောင်ကစကားလှမ်းထောက်ပေးလိုက်တဲ့အခါ အားလုံးလည်းဖြစ်နိုင်သည်လို့ညှိသွားကြတော့တယ်။ဒါနဲ့ခမရလမ်းပြောက်တယ်ဆိုဘေးကနေလာလို့ဘလို့လမ်းပြောက်တာတော့ဗျ။သူတို့ကပြန်စင်းစားနေရင်ကျုံမတ်မိတာထင်းခုတ်လာတာပဲ။ထင်းခုတ်ပြီးကျုပ်ကိုတရားရောက်ကနောက်ကနေရိုက်သွားတယ်။တတိယလာတော့အခုလိုပေါင်မင်းနေလို့စံတဝါဝါရှောက်ရင်ဇရဲအောင်မဝိအိတ်နေရပဲဗျ။ဖြစ်ရလေဗျ။ခမရရွာဒီနားတော့ဝိုက်ပဲလား။ဟုတ်ပါဗျာ။ဒီကနေမြောင်ရွံ့ရွံ့သွားရင်မကြောက်ရောက်ပြီပဲ ဒါဆိုမနေ့လေးမှပြန်ပေါ့ကျုပ်တို့ကကုန်တယ်တွေပါအတူတူနားလုံးရှာပါမောင်လေးချက်ပြုတ်ပြီးအတူစားတာပေါ့ဟုတ်ကဲ့ခမည်းနာမည်ဘယ်လိုခေါ်လဲဖိုးနီဟုတ်ပြီကိုဖိုးနီကျုပ်ကလှဖင်မြင့်ဒါကျုပ်တပည့်တွေမောင်ရင်းနဲ့လှကြောတောက်တူတန်ချောင်းသူကတင်အောင်နဲ့မှတ်ထားပေါ့ဗျာဖိုးနီဆိုသူကညီသူ့ကိုမစိုးကောင်းတာငိမ့်ပြတယ်မောင်လေးချက်ပြုတ်ပြီးစီးရဲ့အခါအားလုံးကလည်းစာနေကြရှိပြီအလီအမြန်ကူးကပ်ပြီးအာရပါရစတော့ကြတယ် ဖိုးနီကတော့တုတ်ကနန်းစိတ်ကနန်းသာစားနေရတယ်။ကိုဖိုးနီထဲစားလေဗျာ။တုတ်သိမ့်မစားလို့ရပြီ။ဖိုးနီရောကြည်ကလှပေမြင်တော့အားမရပြီ။အမှန်တကယ်မစားခြင်းလည်းဖြစ်ပေမည်ဆိုပြီးထပ်မပြောတော့မိမိတို့မှာဝမ်းမီတောက်ဖို့စားနိုင်သမျှစားဖို့လုပ်ပေးရင်ဖိုးနီက၎င်းတို့တယောက်ချင်းစီကိုသာ စစ်စစ်လိုက်ကြည့်နေခဲ့တယ်။တန်ချောင်းနဲ့မောင်နဲ့မှာကတော့ကဆက်ဖြစ်တာတစ်ဖြစ်ခက်တန်တန်သာနေပြီးကျန်လူများကစားလိုက်ပြောလိုက်အလုံးရှုံနေကြတယ်။ ဖိုးနီကလှဖေမြင့်တို့ပြောသည်မစိတ်စိတ်နားထောင်နေလျက်စားပြီးတပ်ပြီး၍အိုးခွက်များစီရင်ရေကမရှိတော့ပေရေအိုးထဲမှာရေကလည်းချက်ပြောလိုက်သဖြင့်အိုးတဝက်ကျော်ကုန်နေနေပြီတောက်ရီချက်သားရမည်ဖြစ်၍အိုးခွက်များကို တောင်းကြည့်တဲ့သာစုပြုံထဲထားလိုက်တော့တယ်မိဖို့မိလေးနှွေနှွေဖြစ်ဝိုင်းဖွဲထိုင်ရင်ဆက်လိတ်ထိုင်တော့ကစကားဝိုင်းဖွဲဖြစ်ကြိုင်းအိစီယာနေရကလည်းမရှိသဖြင့်တညလုံးငုတ်တော့ထိုင်ကြရုံသာမိုးကလည်းတိတ်မိသဘောမရှိချင် တရအကိုရောတော့ဘယ်ရွာလဲဖုန်းနေရမေးလိုက်တပင်းကိုရွာအကုန်ပစ္စည်းသွားပို့တာကြောက်ကြီးကိုဩအဝေးကြီးပဲဒီလိုပဲရှာဖွေစားတောက်နေရတာပဲဖုန်းနေရပင်မပင်မဲလဲဘဝပေးမဟုတ်လားဟုတ်ပါတယ်ကြုံလဲပင်ပင်မဲမဲလောက်ကန်စားတောက်နေရတာပါပဲဘဝတွေကစိုးတယ်ဗျာငွေလေးမစို့မပို့ရဖို့လောက်ရတာမလွယ်ပါဘူးဗျာဒါနဲ့ခမရအထီးကုန်တမလားအဲ့အတွက်လို့တလောက်လာဆိုင်ရုံပဲ ကျုပ်ကလက်သမားလှုပ်တာဗျ။ဒါဆိုဝင်းဝေးကောင်းတာပေါ့။ဖုန်းနီမှာကောင်းမစပင်းမြောက်ဖွာကပြန့်ပြေးတယ်။မကောင်းလာပါဘူးဗျာ။ပြင်ပန်းတာနဲ့မကပါဘူး။စကားဝိုင်းဖွဲ့နေကြရင်ငိုက်လာကြသဖြင့်မီးပေါ်ပြီးမှခွေခောက်ကအိပ်ပျော်သွားကြလျော်တယ်။မိုးအေးအေးနဲ့ကွေးလို့ကောင်းနေကြတော့မောင်လေးရဲ့အော်တန်ကြောင့်အားလုံးလက်နှိုးကုန်ကြတော့တယ်။အချိန်ကမနက်9:00ခန့်ဖြစ်တယ်။မိုးလည်းတိတ်နေပြီဖြစ်ပြီးအလင်းရောင်လေးရတဲ့တလောင်ရနေချေပြီ။ အလောင်းကောင်ကြီးဗျဆရာထပါအောင်ထားကြပါအောင်လှပေမြင်လဲကမန်းကတန်းထားကြည့်လိုက်တဲ့အခါ၎င်းတို့ကြားမှာအေးဆက်တောင့်တင်ပြီးလဲကြနေရဲ့ဖုန်းနီလာအားတွေ့မြင်လိုက်ရလျော်တယ်ဖုန်းနီကိုမထီရဲထီရဲပြေးထီကြည့်ရဲ့အခါအသားများအေးဆက်တောင့်တင်နေချေပြီဟာဘလို့ဖြစ်တာလဲငါတို့တော့အမှုပတ်ပြီထင်တယ်ဆရာကြီးသူ့ကောင်းမှာသွေးရခဲနေရဲ့ဗျဖုန်းနီရဲ့နောက်စီမှာသွေးများခဲကကတ်နေဟဲ့ကောင်ဖုန်းနီကအသက်ခံရတာထင်တယ် ကျုပ်တို့ခဏလေးအိပ်ပျော်သွားဘသူကတက်မှာတော့တစ်ချိန်လုံးသူ့ဘေးမှာရှိနေတာပဲမင်းတို့တွေကလားပျော်စံဘသူလောက်တာလဲလှပေမြန်မှာစိုးရိမ်စိမ်နဲ့ဒေါသစိတ်တို့ကယောဂါအော်ဟစ်မင်းမြန်မိလေ တပည့်များနားမလည်နိုင်စွာ ပြန်လဲကြည့်ရင်တုံ့လုံနေကြတယ်ဒိုစီတောင်းတောင်းကြီးတည်နေသည့်ဖုံးလီမှာရုတ်တရက်ထထိုင်လာကကျုပ်ပြန်မို့နောက်ကျနေပြီပြန်ပြီးကိုရော်တော့လို့ကောက်ကာငင်ကပြောပြီးတောင်းတောင်းကြီးလမ်းထရှောင်းလိုက်ဒိုနာသူ့ရဲ့ကောင်ကို ဆက်ကြောတက်လာ၍ဆက်ကနေချိုးတလို့ချိုးလိုက်တဲ့အခါခေါင်းဟာကျွတ်ဟူသောအတန်းနဲ့အတူပြန်မတည်လာတော့ပေထို့အချိန်နေဖြင့်ဆက်အကျိုးလိုက်လှောက်ပင်မြင်းတို့ပန်းလှဲ့ကားရဲပြားနေထိတ်လန့်ဖွယ်အချင်းရာကြောင့်အားလုံးကြောက်လန့်တကြားဖြင့်ဇရက်ပေါ်မှာစင်ပြေကြလျော်ရယ်နောက်ကြသည့်ခြေတော်တစ္ဆက်ဖောက်ဆိုတကယ်တော့ဥဒိယာမဲပြေးသွားရင်အချိန်တတော်ကြာမှလူပြန်စုမိကြရယ်ဇရက်တို့မပြန်၍လည်းမဖြစ်ပေကြံရက်တဲ့ပစ္စည်းများယူရပေးအောင်မီး ထိတ်ထိတ်လန့်လန့်ဖြင့်ပူကက်ကဇရက်ပေါ်သို့ဖြည်းဖြည်းချင်းတက်လာကြလေဒိုနောင်ယူစရာများအားလုံးမြန်မြန်ဆန်ဆန်ယူပြီးပြန်ပြေးလာကြတယ်။ရွာသို့ရောက်တဲ့အခါမောင်လင်းနဲ့လှကြောအပြင်းဖြားသွားကြရှည်။ကြောင်ကြံဖြစ်နေကြတယ်။လှပေမြင်လဲစိတ်ကြောင်ချာချာဖြစ်နေကြသည့်တပည့်များကိုအိမ်အသီးသီးပြန်ပို့ပေးလိုက်တယ်။မိမိမူကခေါင်းဆောင်ဖြစ်နေရကြောင့်ကြောက်စိတ်ကိုပြသရန်မလွယ်ကူပဲစိတ်အားတင်းထားရလျက်အိမ်သို့ရောက်တဲ့အခါ လှဲပေါ်မှာပုတ်ကနေခုံချလာသောအတန်အားကြားလိုက်ရသဖြင့်အမြန်လိုက်ရှာကြည့်လိုက်တယ်။မြင်လိုက်ရရင်မြင်တွင်ကြောင်းလှပင်မြင့်သည်ထိုနေရာ၌ပင်ပေလဲကြသွားလျက်ဖိုးနီမှာ ပေါင်းလဲကြီးပေါ်မှာခုံချလာပြီးကျုပ်အိမ်မပြန်ချင်သေးလို့လိုက်လာမိရဲ့ပြောဟု၍ပြောလိုက်တဲ့နဲ့အတူဖြူရော်နေတဲ့အလောင်းကောင်ကြီးဟာလှပင်မြင့်အားကြည်နေတော့ကြောင့်ပင်ဖြစ်လျက်လှပင်မြင့်သတိနဲ့လာတဲ့အခါ၎င်းရဲ့အိမ်၌ဖိုးနီရဲ့အလောင်းအားတွေ့ကြောင်း တည်ဆောင်းသူကိုစုံစမ်းနေကြောင်းသိလာရတယ်။လာပြည်မြေမှာကံမကောင်းစွာဖြင့်အလောင်းကြီးအားအိမ်သို့တင်လာမိသလိုဖြစ်နေရတယ်။မကြမီမှာပြီးဖိုးနီရဲ့အကြောင်းအပြည့်စုံသိလာရတော့တယ်။ဖိုးနီမှာ အုံပန်လာရွာမှာလက်သမားဖြစ်ပြီးထင်းခုံနေစဉ်အသက်ခံရ၍တုတ်တန်၌မြုပ်နှံထားသူဖြစ်ကြောင်းလာပြည်မြေတို့ရောက်တဲ့ညကဖိုးနီအတူပါခြားနေနေလည်းဖြစ်ကြောင်းဖိုးနီတရင်ကြောင့်အုံပန်လာရွာခန့်များကတုတ်တန်၌သွားကြည့်ရမြေကြီးများပွာရောင်းနေကြောင်း ်ဖုန်းနေမှာတည်ဆောင်းပြီးသားဖြစ်သည့်သူ့အလောင်းချံပြန်လဲပုကတ်ခင်ဟန်ရှိကြောင်းလှပင်မျိုးတို့နားခေါ်တဲ့ဇယက်မှာဖုန်းနေအားမြုပ်ထားတဲ့တုတ်တန်တွေရှိတဲ့အတွက်လိုက်ပါလာသည့်အကြောင်းတို့ကိုသိရှိလိုက်ရ යි ဖုန်းနေဟာသူတည်ဆောင်းပြီးသည့်အားသိရှိဟန်မတူအသက်ရှင်စဉ်ကအတိုင်းနေထိုင်ပြုမူနေပုံရ යි ဒုကိစ္စကြီးကြောင့်လူအများတုံလုံးချာချာသွားကြပြီးပြောစမှတ်တွင်သွားကြသလိုလှပင်မျိုးတို့အဖွဲ့တည်းလဲကုံပုတ်ခြင်းအားကာလအတန်ကြာရှန်နာသွားကြလေရောတယ် မမြင်ရသောလောကဟုသည်အမှန်တကယ်ရှိနေတတ်သည်လောမရှိလို့ဆိုရင်သူဆန်တဲ့အကြောင်းအရာများကအပေအကြောင်းကြောင့်ပုံရှုပ်ွယ်ရှုပ်ပြောစမှတ်တွင်ကြံရင့်နေကြသည်ရှိသည်ဆိုပါကလည်းလက်တွေကြကြသက်တည်မပြနိုင်ခဲ့ကြသည်မှာဒုနေသေးပြီဒါကြောင့်လေလူဆိုတဲ့အတိုင်းအငင်းကောင်လောက်တတ်ကြတဲ့အခါမမြင်အပ်သောလောကပုံသည်အမှန်တကယ်ရှိ၏မရှိ၏ဟု၍ငင်းကောင်ကြသည်ကယနေ့ထက်တိုင်ပင်ဖြစ်တော်ရထို့သောငင်းကောင်ကြရာတွင် ကိုကျော်ခင်ဆိုတဲ့သူကထိတ်ဆုံးမှ ဖြစ်တယ်။ရင်းခုန်ရတဲ့အကြောင်းရင်းမှာ၎င်းတို့ရဲ့ South Pacific အမည်ရှိရေကူးကန်ကြောင့်ပဲထိုရေကူးကန်ကို2002ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်။ခင်မီလပါတန်ရှင်တဲ့ရေကူးကန်ဖြစ်လင်ကစားဆိုးရွားလာတဲ့အကြောင်းတရားများကြောင့်ရေကူးကန်တည်မှာအကျဉ်းတန်သွားရလေ။ပထမဆုံးဖြစ်ပျက်ခဲ့တဲ့အကြောင်းများမှာအသက်73နှစ်အရွယ်ကောင်းလေးတယောက်မှာစခဲ့တယ်။ထိုကလေးမှာနှွေရသည့်ကြောင့်ပဲရဲ့တငယ်ချင်းများနဲ့ရှိလာကုန်ရင် ခြေထောက်ချွတ်တက်ရမှရေနစ်တည်ဆောင်းသွားခဲ့ခြင်းဖြစ်တယ်။ထူးဆန်းသည့်အသူ့ရဲ့တငယ်ချင်းများနဲ့အခြားရေလာကူကြသူများအနေအချင်းရှိတော်လဲထိုဖြစ်စဉ်ကိုမတိမမြင်ကြခြင်းကထူးဆန်းရတယ်။ရေနစ်တည်ဆောင်းပြီးချိန်မှသာသိလိုက်ကြရလေ။တာမန်တည်ဆောင်းမှုလို့သာကောက်ချက်ချလိုက်ကြတော်လဲ2003ခုနှစ်မှာအလားတူဖြစ်စဉ်တခုထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ထိုဖြစ်စဉ်မှာအသက်30အရွယ်အမျိုးသားတအိုးဖြစ်တယ်။၎င်းကတော့ရေကူးနေစဉ်နှလုံးရပ်ပြီးတည်ဆောင်းခြင်းဖြစ်တယ် ပထမကလေးငယ်တည်ဆောင်းပြီးဒုတိယမြောက်အမျိုးသားတဦးတည်ဆောင်းလာတဲ့အခါလူအများကတုံလောတုံလောထင်မြင်လာကြလေပြီရေကူးကံမှလူစားလဲခြင်းလောလူစားခြင်းလောအမျိုးမျိုးကောက်ချက်ကြတော့လေရေကူးကံအားဆက်လက်ဖွင့်ထားကြပြီဓမ္မတာအတိုင်းတည်ဆောင်းจิตသာဖြစ်သောရေကူးကံပိုင်ရှင်ကဖြည့်ရှင်းခဲ့တယ်တို့တော့အယူသီးကြသည့်သူတချို့မှာမို့ရေကူးကံသည်ကျိန်စာတည်နေသည့်နေရာဖြစ်သောလူစားသည့်အကြောင်းများစတင်ပြောလာကြလေဤသို့ဆိုသည် ယုံသူရှိတကယ်တော့မယုံကြည်သူများကလည်းတွေ့နေသေးပြီ။ဒါကြောင့်ထိုအချင်းရာလည်းမကြမီကွဲပြောက်သွားခဲ့ပြီးရေကူးသူများဖြင့်တစ်ဖက်ပြန်လဲစီကားလာခဲ့ပြန်တော့တယ်။သို့တော့တရေတဲတဲကတော့ထွက်နေပြီ။တီဆုံသွားသူကောင်းလေးနဲ့အမျိုးသားတို့နှစ်ယောက်မှချောက်လန့်နေသည်လို့အချုပ်ကပြောကြတယ်။သူကိစ္စဖြစ်ပြီးအချင်းလေးပြန်လဲတည်ငြိမ်သွားသည်မှာ2009ခုနှစ်အထိဖြစ်တယ်။2009ခုတုန်းရောက်တဲ့အခါရေကူးကံကိုအမျိုးသမီးတီးသက်ထားရှိလိုက်ပြီး နောက်ထပ်အသည့်ထပ်မံတိုးချဲ့လိုက်တယ်။ရခင်လူနှစ်ယောက်တည်ဆောင်မှုရဲ့ကံအားအမျိုးသမီးရေကူးကံအဖြစ်ထားရှိခဲ့တယ်။ထို့အခါဆလန်းကပြန်ဆလာချေရော်တယ်။အသက်20အရွယ်အမျိုးသမီး3ယောက်အဖွဲ့မှာထိုနေ့ညနေမှာရီလာကစားကြလေ။ထိုထဲမှာတယောက်ဒီကြောက်လန့်တကြဖြစ်ရေကံပေါင်းစီတို့ကူးခတ်ကမိလဲသွားပြီးကြံတယောက်မှာနားမလည်နိုင်စွာဖြင့်ကြည်နေစေ။နောက်မင်းကလေးတယောက်အားရေကံအောက်သို့ဆွဲချသွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်။ ။ဆွဲချခံရတဲ့မိန်းကလေးအားကြံတရားမှကဲကျူပါတော့လဲ။နှလုံးရက်ကတည်ဆုံသွားရှာလိမ့်ပြီ။လိုက်လံကဲဆဲသူမိန်းကလေးပြောပြချက်အရ"သူမတို့ရေကူးနေစဉ်ရေကန်အလေတိတ်တိတ်စီမှရေဝဲကဲသူပေါ်လာကြောင်း"သူမအံ့အားသင့်စွာကြည့်နေစဉ်တငယ်ချင်းဖြစ်သူကထိတ်လန့်တကြောင်အော်ဟစ်ကရေကန်ပေါ်သို့ကူးခတ်ပြေးသွားကြောင်းထိုစင်မှာပင်ကြံတငယ်ချင်းမှာတစောတစ်ခုဆွဲချတဲ့ကဲ့သို့ဆွဲခံလိုက်ရပြီးရေကန်အောက်ခြေသို့ပါသွားကြောင်းအမြန်လိုက်လံဆဲယူတော်လဲ အသက်မမီတော့ကြောင့်ကိုပြောပြရင်ရေကူးကန်တောင်ဝင်ခံများလဲထိတ်ထိတ်ပြပြဖြစ်လိုက်လံဆဲယူပေးကြတော့ညာမိန်းကလေးမှာနှလုံးရက်ကတီဆုံးနေခဲ့ပြီဖြစ်တယ်။ရေကန်ပေါင်းတို့ပြေးကမိလဲစရာမှသတိပြန်လဲလာရင်မိန်းကလေးမှာတော့သူမတွေ့မြင်ခဲ့ရသည်မှာအလွန်တရာမှထိတ်လန့်တုံလောက်ကြာဖြစ်သည်လို့ပြောတယ်။ရေကူးကန်အလဲတတင်တိုင်းရုတ်တရက်ပေါ်လိုက်ဝဲကြီးကိုကြောင်ကြည့်နေစဉ်ဝဲအောင်မှရှေးမဲမဲမြောင်စတင်တွေ့မြင်ခဲ့။ဤသို့သောကြောင့်ရှေးမှာမဲနဲ့နေရသည်လို့ တိကျစွာကြည့်ရတဲ့အခါကြောင်မတ်ပွဲလူပုံတရံပေါ်လာပြီးသူ့မအားစိုက်ကြည့်လာတဲ့ဖြင့်ရေကူးပြေးလာကြောင်းပြန်လည်ပြောပြလေမဲနဲ့နေရလူကြီးသည်မျက်လုံးနှစ်ဖက်မှာနှီးရဲနေပြီးဥကမှာဂျိုးနှစ်ချောင်းပါသည်လို့ဆိုရယ်ဂျိုးကကြားသိရသူအများကငရဲတတာဖြစ်ပြီလို့အမှတ်ချက်ချတော့ရယ်ဂျိုးဖြစ်ပြဖြစ်သွားပြီးရေကူးကန်ကိုရှာရီပိတ်ပြင်လိုက်ရယ်ရေကူးကန်ပိုင်ရှင်မှာလဲသူ့ရဲ့လုပ်ငန်းအပီးတိုင်းပိတ်သိမ်းရမျိုးစိုးရိမ်တဲ့ဖြစ် နာမည်ကြီးသည့်ဆိုရဲဆရာပေါင်းဆောင်ပင့်ကဖြည့်ရှင်းရန်စူးစားခဲ့သို့တော်မိသည်များမထူးခြားပေအဘဲကြောင့်ဆိုတော့ဆရာပေါင်းဆောင်နဲ့မကောင်းဆိုဝါငရေအားနှင်ထုတ်ပြစ်မည်လို့ဆိုကရေကူးကန်အားပြန်လည်ဖွင့်လှစ်လိုက်သည်ရေကူးကန်မှာလူ၃ယောက်တည်ဆုံးခဲ့ပြီဖြစ်၍ဤသူမှမလာရဲကြတော့ကျင်းစာတင့်နေသောနေရာလိုပင်ပြောကြ යි လုပ်ငန်းမှာအရှုံးပေါ်လူလူဖြစ်နေခြင်းရေကူးကန်၌အလုံးလောက်ကိုင်းနဲ့ကိုခိုင်မြင့်ဆိုသူမှာထိုတက်တော်ဝါဆိုနဲ့ပတ်ပြီးတူးခဲ့ရသည်လို့ တရေတဲထွက်လာခဲ့တယ်။ကိုကျော်ခင်ကလည်းရေကူးကန်အားစိတ်ဝင်စားလာသည်ကတကြောင်ရေခင်ကအမှောက်ပျောကများရှင်လင်းမှုသည်ကတကြောင်ကြောင့်ချက်ချင်းဆိုသလိုခိုင်မြဲထံသွားရောက်တွေ့ဆုံပါတော့လေ။ကိုခိုင်မြဲမှာအလောက်ကထွက်ပြီးအချားမျိုးတို့ပြောင်းရွှေ့သွားခဲ့လေပြီ။ကြိတ်မနိုင်ခင်မရဖြစ်စိတ်လျှော့ကပြန်လာရရင်ရေကူးကန်လျှို့ဝှက်ချက်ကိုရအောင်ဖော်ထုတ်မည်လို့သူ့ကိုယ်သူကြိမ်းဝါထားလေ။ထို့နောက်ရေကူးကန်အားစိတ်ဝင်စားနေကြတဲ့အသီးမိတ်ဆွေနှစ်ယောက်နဲ့တိုင်ပင်ပြီး ထိုရေကူးကန်သို့ရေကူးရန်ထွက်လာကြတော့တယ်။ရေကူးကန်သို့ရောက်တဲ့အခါရေကူးကန်ကပိတ်ထားချေပြီးမေးမြန်းကြတဲ့အခါလူတီဆုံးမှုများသဖြင့်တာဝန်ရှိသူများကစုံစမ်းစစ်ဆေးရန်ပိတ်ထားခိုင်းသည်လို့သိရတယ်။ကိုကျော်ခင်တို့မှခဲနေသည်မျှသိရင်ကြတကယ်သူဖြစ်နေရပြီးနောက်ကြမိလေခြင်းလို့နောက်တားရနေမိရတယ်။သို့တော့ကိုကျော်ခင်နဲ့အတူပါလာသူကိုတော်ဝင်းဆိုသူကရေကန်ပိုင်ရှင်နဲ့ခင်မင်မှုအနေငယ်ရှိသည်ဆိုကပိုင်ရှင်နဲ့တွေ့ခွင့်တောင်းလိုက်လေ။ ပိုင်ရှင်ရဲ့အမည်မှာကိုသိန်းထိုင်လို့ခေါ်တွင်ပြီးထို့သူအားကြည်ရသည်ကအတော်ပင် စိတ်သက်ကြနေပုံရသည်လို့ကိုကျော်ခင်တွေးမိလိုက်တယ်။သူတွင်မျောလင်းချက်များပျောက်ဆုံးနေဟန်လဲရှိတယ်။ထို့နောက်ထူးဆန်းသည်မှာဦးသိန်းထိုင်ရဲ့ခေပင်၌သွေးဆုပ်ထားတကယ်သို့သွေးချေဥနေသည့်အပြာကွက်များပြီ။ဤသည့်ကြောင့်ကိုကျော်ခင်ရဲ့တန်တရားများကမှန်ကန်နိုင်ပြီသည်လို့ပုံ၍တေချာလာခဲ့လျက်ကိုတော်ဝင်းကလည်းအမှန်တိုင်းရေကူးကန်အားစိတ်ဝင်စား၍လာသည်လို့ဖွင့်ပြောလျက်အခါ ကိုသိန်းထိတ်ကခက်အေးအေးဖြစ်နေတော့လဲကိုကျော်ခင်မှာတော့မကောင်းဆိုးရွားများနဲ့နှိမ်နေမှုသူဖြစ်တော့ရခင်ကပယောကနှိမ်နေရမှာနမဲကြီးရဲ့ဦးစည်းတပါဖြစ်ခဲ့ဖို့ကြောင့်ပြောစင်မှာတော့စိတ်လုံရှားလာဟန်ပေါ်လာလေဒါဆိုကျွန်တော်ကူညီပေးပါအောင်ဒီကိစ္စမဖြေရှင်းနိုင်ကျွန်တော်နှလက်မထူနိုင်တော့ဘူးဗျာဒီလုပ်ငန်းကလည်းဘဏ်မှာပေါင်ထားရတာဗျအတိုးမပြနိုင်တဲ့နှစ်လရှိနေပြီဘဏ်ကလည်း notice စာပို့လာပြီလေဘာဆက်လို့လုပ်ရမှာမသိတော့ဘူး ကျွန်တော်ကုညီချင်းလို့လာတာပါ။ဦးစင်းဘွားတော်ကတော့အစွမ်းထက်ခဲ့တာပေါ့။ဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းကြောင်းလူဝေလဲဖြစ်သွား။အခုဆိုငါးနှစ်ကြောခဲ့ပြီပေါ့ဗျာ။ဒါပေမဲ့ပညာကတော့အနေချင်းကြံ့မာသေးရဲ့။စူးစားကြည့်မယ်ဗျာ။ကုကျော်ခင်လည်းဦးသိန်းထိုက်ကိုနှစ်ကိုယ်ကြာမေးမြန်းခြင်းသည်လို့ဆိုပြီးခေါ်ထွက်လာခဲ့လေ။ကျွန်တော်ခုလိုမေးရစိတ်မရှိပါနဲ့။အတွေ့အကြုံအရမေးမြန်းမိရပါ။ကိုသိန်းထိုက်အမှန်တိုင်းပြောမှကျွန်တော်ကူညီလို့ရမယ်လေ။သဘောပေါက်ရလားဗျာ။ ပေါက်ပါရဲ့ဗျာမေးပါမေးပါ ကိုသိန်းထိတ်မှာတခြားမြေတားရဲ့ပတ်သက်မှုတွေရှိသလားဗျခမဦးသိန်းထိတ်ကထိတ်ထိတ်ပြပြပြကြည်လိုက်ကျွန်တော်ဘသူ့မှာပြန်မပြောပါဘူးအရေးကြီးလို့မေးရပါဦးသိန်းထိတ်ကတက်ပြေးချလိုက်ပြီးပြန်ပြေးဟိုရင်ကတော့ရှိခဲ့ပူပါတယ်အခုချိန်မှာတော့ပတ်သက်မှုမရှိတာကြာပါပြီဟုတ်ပြီကိုသိန်းထိတ်အနေနဲ့သူ့ကိုခရီးတွေပေးခဲ့ပူသလားဥပမာဗျာလက်ထက်ယူပါမယ်တွေပေါ့တခုတော့ပြောခဲ့ပူတယ် ကျွန်တော်မှလက်ရှိအိမ်တော်ရှိနေတော့သူ့ကိုမယူနိုင်ခဲ့ဘူး။မယူနိုင်တဲ့အကြောင်းလည်းပြောပြထားပါရဲ့။ဂရိပေးမိရဆိုလို့သူ့အတွက်စိတ်တစင်စာဝယ်ပေးမယ်လို့ပြောမိရတော့ရှိတယ်။မဝယ်ပေးဖြစ်မလားဗျ။ဦးသိန်းထိုင်မှခေါင်းကြီးပြရင်အဲ့ချိန်ကျွန်တော်သမီးကြီးဦးတက်ပေါလို့ဈေးရောင်မှခွဲရတော့သူနဲ့မတွေ့ဖြစ်တော့ဂရိပြက်မိရဲ့ဗျ။ဒါနဲ့အခုကိစ္စအဲ့ဒါနဲ့ဘလို့သက်ဆိုင်တယ်လေကိုကျော်ခင်။ကိုကျော်ခင်မှခေါင်းလေးတငိမ့်ငိမ့်ဖြင့်ညှိပြလိုက်တာပြောလိုက် သက်ဆိုင်တာပေါ့ဗျာကျွန်တော်ဒီတဲစဝင်လာနေမိမနဲ့အောင်တီတိုပြောနေတဲ့ကြားလိုက်တယ်လူမဟုတ်ဘူးပြီးတော့ကောင်နာဘက်မှာကြောင်နဲ့အမိတွေ့နေဗျအဲ့ကလေးကဒါဟာအောင်လန်းပညာနဲ့ပတ်သက်မှတေးချနေပြီအတေးချဆုံးကခမည်းလေပဲပေါ့တန်ရာတွေပဲကိုကျော်ခင်စကားကြောင့်ဦးသိန်းထိုက်မှာသူ့လေပင်သူပြန်ဆန်းနေလေပင်ကနာနေရတော့ကြာပြီးစစ်ကနေစစ်ကနေစူးစူးနေရပဲအဲ့ဒါပြောတာပေါ့ လေပင်းတန်ရာကြောင့်မေတ္တာရင်းနဲ့ပတ်သက်သူလို့အတိအကျပြောနိုင်တာပဲ။အောင်လန်းပညာအသုံးချပေမဲ့သူ့စိတ်ထဲမှာမေတ္တာလည်းရှိနေလို့လေပင်းမှာအရာလာပေါ်တာကိုဗျ။ခမားနေဆုံးများအားရှိလိုက်တာဗျ။ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲ။ဂရိပေးထားတဲ့အတိုင်းစိတ်တစင်စာဝယ်ပေးဖို့အခုချိန်မလွယ်တော့ဘူး။ငွေလည်းမရှိတော့ပါဘူး။အကျွေးတော်နှုတ်နေနေရတာ။ဝယ်ပေးဖို့မလိုပါဘူးဗျ။သူလုံးတဲ့အဖြစ်ကစိန်တစင်စာတက်ပိုတံမိုးရှိရဲ့လူအသက်တွေပဲ ဒီညကျွန်တော်ရေကန်နဲ့ဆင်းမယ်ခမပါမမပူနဲ့ကိုသိမ့်ထိုင်အရှင်ပြေပြီလို့သာမှတ်တော်ပြုကိုကျော်ခင်မှာလိုအပ်တင်များယူရင် အိမ်တို့ပြန်သွားပြီညပြန်လာမည်လို့ပါခဲ့လေဒိုနာအိမ်တို့ရောက်တဲ့အခါ channel ရှိတရက်ပင်ခြေရင်၌မြုပ်နှံထားတဲ့တစ်တာလေးအားတူးဆွားလိုက်လေတစ်တာအားအိမ်ထဲသို့ယူလာပြီးဖြန့်ကြည့်လိုက်တယ်ပြန်အသုံးချဖို့အခွင့်ကြုံပြီပေါ့ကိုကျော်ခင်မှာတစ်တာလေးရှိကြောင်မျက်ရှင်နဲ့ကိုလုံးအင်းချန်ကိုယူပြီး တကူရဲပြောလိုက်လျော်တယ်။ညာ7နှစ်အချိန်သည် တမျိုးလုံးတိတ်ဆိတ်နေပြီးခွေးဥတန်နဲ့လေတိုးတံမအပမကြားရပြီ။ကိုကျော်ခင်တို့လေးယောက်မှရီကူးကံပေမှာစောင့်ဆိုင်နေကြတယ်။စိတ်လုံရှားလို့တစ်ဖြစ်ချက်ကနေအတန်ကြားမိတိကခေါင်းထောင်လာကြလေ။ကဲကျွန်တော်ရည်ထဲဆင်းမယ်။တိတ်ဆိတ်မှုကိုဖြုတ်ခွင်းလိုက်သည့်ကိုကျော်ခင်အတန်ကြောင့်ကြံလူများရှင်ထိတ်ကနေဖြစ်သွားရ යි ။တပြိုင်နက်ပင်ဖြစ်မှာဖြစ်ပါမလားလို့စိုးရိမ်နဲ့အကြည့်များပြည့်ကြည့်နေကြတယ်။ ကိုကျော်ခင်ကပြော့ပြော့ဆူဆူနဲ့ရှီတဲ့ခုံစင်းသွားချပြီရှီကန်ပေါင်ပေါ်မှာရှင်တတုံတုံဖြစ်ကိုကျော်ခင်အားစောင့်ကြည့်နေကြလျော်တယ်။နိုင်ဝက်ခက်ကြားအခါရှီကန်အလဲတက်တဲ့စီမှဝဲကရက်ပုံပေါ်လာလျက်ဝဲသည်ဝိကောင်ဝိုက်ကဖြစ်ဖြင်းညင်းစွာကြွေဝိုက်နေရမှတဖြည်းဖြည်းမြန်ဆန်းလာ။စောင့်ကြည့်နေကြသူများမှာထိတ်လန့်သဖြင့်အော်ဟစ်သတိပေးလာကြ။ကိုကျော်ခင်မှာတော့မှတ်မှုပြီ။ဝဲတက်တဲ့သူဥတီကကုခတ်သွားလျက် ကိုကြခင်တွေ့သည်ကဝဲအောင်ချင်းမှရေမဲမဲများအားစတင်မြင်တွေ့သည်နှင့်အနာတို့တုတ်ကန်လိုက်တယ်။မကြမီထိုရေမဲမဲများသည်ရှုံလုံးပေါ်လာချေပြီးနေရဲနေသောမျက်လုံးနှင့်ပါးစပ်ထဲမှမီးများထွက်နေရဲ့ကြောက်မက်ပွဲလူတယောက်ပုံတံကထင်ရှားလာခဲ့။ထို့သူသည်ဥက္ကမကျုပ်ကဲ့သို့နှစ်ချောင်းပိုင်းကိုကြခင်အားစူးစူးရရဲ့စိုက်ကြည့်ပြီးပြည့်တပြည့်စုံသလိုခြေရောက်အားရေကန်အောက်ခြေသို့ဆွဲချလိုက်တယ်။ကိုကြခင်မှာရုတ်တရက်ကြောင်သွားစဉ် သူ့ရဲ့ရင်ဘတ်ထဲမှာစုကနေအောင်လာတော့တယ်။ရင်ဘတ်အောင်ခြင်းအားမိသူမှ တားဆီးမရနိုင်ပဲဖြစ်နေရတယ်။လေပင်နိုင်ဆွဲထားသည့်ကုလုံအင်းချက်အားတုံရင်နေသောလက်အစုံဖြင့်ဆွဲပြုတ်ချလိုက်ပြီးတတိထင်းကတုံမဲမဲတတ္တဝါထံချင်းကပ်လိုက်တော့တယ်။ထိုတတ္တဝါနဲ့နီးကပ်လာလေသည်ရင်ဘတ်ထဲမှာအောင်ပြီးတကုံလုံးပူးဆက်လာသလိုခံစားနေရတယ်။သို့တော်ယခုကဲ့သို့အချိန်ဤအားကြောပြတ်နိုင်မယ်လို့အတင်းပြီးရှေ့ဆက်တွုံးဝင်ကလေး တတဝါနဲ့အနီးဆက်ဆုံးသို့လျှောက်တဲ့အခါမဲမဲအကောင်ကြီးသည်ကြောက်မက်ဖွယ်အတန်ဖြစ်ဩကာချောက်လန့်လာတော့တယ်။ကိုကျော်ခင်မလက်ထဲမှာကိုလုံးအင်းအားတတဝါရဲ့ပါဇက်တွင်သို့ပြစ်ထဲပြစ်လိုက်လေ။သူကမဲမဲတတဝါကြီးမှာမျက်လုံးအရာတစ်ဖြည်းဖြည်းမှိန်ကျသွားပြီးကိုကျော်ခင်ရဲ့ခြေထောက်ကိုလွှတ်ချလိုက်လေ။သူနာအော်တန်နှစ်ကြီးဖြင့်အော်ဟစ်လိုက်။ရေကူးကန်တကန်လုံးမဲမဲနှက်သွားတော့တယ်။တမနစ်ခန့်ကြာရဲ့အခါရေသည်ပြန့်လေကြီးလင်းလာပြီးတတဝါဆိုသည်လည်းပျောက်ကွယ်သွားတော့တယ်။ ကိုကျော်ခင်မကံပေါင်းချီတို့ကူးခတ်လာသဖြင့်ဆောင်းဆိုင်နေကြသူများကအမြန်ဆွဲထူကြိုက်ဘလို့ဖြစ်သွားပြီလဲအဆင်ပြေလားကိုကျော်ခင်မမောဟိုက်နေသဖြင့်တတော်နဲ့ပြန်ပြေးနိုင်သေးပဲခិតတာအမောဖြေနေမရှိတော့သူ့နေရာသူပြန်ရောက်သွားပြီဘဲရောက်သွားလဲကိုကျော်ခင်ဒီအကောင်ကမြေဖို့ဘလူးမြို့နယ်ပြသူ့ကိုပညာနဲ့ခေါ်ပြီးအတုံးချထားတာခုတော့သူ့နေရာနေရာပြန်ရောက်သွားပြီပေါ့ဒီလိုမြေဖို့ဘလူးမြို့တော့တတ်နိုင်တဲ့အစွမ်းကျွန်တော်မှမရှိပါဘူး နေရာမှန်ပြန်ဖို့ရောသာတက်နိုင်တယ်။ဒီလောက်ဆိုဟုတ်နေပါ ई ဗျာ။မပြီးသေးဘူးဗျ။လှုပ်စရာကြံသေးရဲ့။ကိုကျော်ခင်ကရေဆိုးအဝိညာဉ်လဲပြီးကောင်နာစီတို့သွားလိုက်လေ။ကောင်နာအနောက်ဖက်ထောက်နေရာကိုလက်ဖြင့်နှိုက်ပြီးကြောင်နဲ့အမိအားထုတ်ယူလိုက်တယ်။ထို့နောက်ကြောင်မျက်ရှင်အားချုံအမိပေါ်သို့တင်လိုက်တဲ့အခါကြောင်နဲ့အမိသည်ဒူးဆက်စွာဖြင့်မိထားတောက်လာလေ။အာလုံးအံ့ဩစွာ ကြည်နေရင်မှ ပြအဖြစ်သို့ကူပြောင်းသွားသည်။ တောင်ပြစ်ထုတ်လိုက်တော့ကိုသိမ့်ထက် ခမားအခုဘာအနှောင်ရှမ်းမှမရှိတော့ရေကူးကလည်းပြန်ဖွင့်လို့ရပြီကိုသိမ့်ထိုင်မှာကျေးဇူးတင်လို့တဖြည့်ကာရဝကြီးပတ်စံအားအတင်ထိုးပြီးတော့လဲကိုကျော်ခင်ကမယူချေဤသို့ဖြစ်ပြည်တနာဖြစ်ရှင်ပြီးတလကြသည့်အခါဦးသိမ့်ထိုင်သည်ကိုကျော်ခေထံသို့ရှောက်လာခဲ့တယ်သူရဲ့အဆက်ဟောင်းအငယ်အနောင်မင်းကလေးရဲ့တရင်ကိုကြားကြောင်းမျက်နှာတစ်ချမ်းမိလောင်တရားဖြစ်ထားကြောင်းသူနဲ့ဆုံတဲ့အခါမျက်နှာလွှဲသွားကြောင်းသူဒီလဲ လယ်ဘေးမှာတန်ရာများမရှိတော့ကြောင်းကိုလာရောက်ပြောပြခဲ့လျက်ရေကူးကံမှာနောက်များမကြမီ လူပြန်လဲစီကားလာပြီးအနောက်ရှက်များလည်းမရှိတော့ပြီလူတိဆုံးမှုလည်းမရှိတော့တဖြစ်ရခင်ကဝိညာဉ်နှုတ်သည့်ရေကူးကံဆိုတဲ့တရင်စကားမှာလင်းတဲ့အတူမျောလွင့်ပါတကယ်တို့ပြောက်ွယ်သွားခဲ့လေပြီနားစီအပီခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်